င်္ဂလာပါကျွန်တော် YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကျေးဇူးပါတယ်ဆိုတော့ UEFA Champions League ပွဲစဉ်တွေကိုကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်22ရက်နေ့ဆယ်လပိုင်း2025မနက်6:00ပိုင်းမှာရှင်းပြကြတာမှာ UEFA Champions League ပွဲစဉ်တွေကိုတင်ပါဆိုရင်ကျွန်တော်အနေနဲ့ပေါ့နော် Newcastle အပြင်ပေါ့နော် Villa Real နဲ့ Man City ပွဲစဉ်တွေကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်အားလုံးကိုညီကိုတို့အကြိုက်ရှင်းတူမယ်လို့ထင်ပါတယ်ဆိုတော့ကြာနေတက်မယ်လို့လည်းမြင်အောင်ပြပါတယ်ဒါကတော့ကျွန်တော်အကြိုက်ရည်ရွေးချယ်ပေးထားတော့တိုးတိုးနဲ့လုံရင်လည်းကျွန်တော်ရှင်းပြသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနော် ပြတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့နယူကာဆယ်နဲ့ပင်ဖိကပွဲစဉ်တွေ့အောင်ဗျအင်ဂွင်းဖြစ်တဲ့နယူကာဆယ်နောက်ဆုံးကစားတဲ့ပလီးမားလေးမှာနိုင်ရရှိပြီးတော့ပင်ဖိကပေါ်တိုလီမှာနောက်ဆုံးကစားပွဲမှာနိုင်ရရှိထားတယ်။ချန်ပီယံလိပွဲစဉ်မှာနယူကာဆယ်နောက်ဆုံးကစားတဲ့ပွဲစဉ်မှာနိုင်ရရှိတာပြီးပင်ဖိကတော့သိကြတာတွေ့ရဗျ။နေသိမောင်ထိတိုက်တွဲဆုံမှုရအောင်ကြည့်ရရင်တော့တသိမောင်မလို့ဆိုမယ်နေသိတော့တော့ဒါအားနဲ့အားသာကြတော့ရှိရတယ်မယ်ပင်ဖိကထိန်းစော့တက်ပြီးတော့နယူကာဆယ်ကအင်ဂွင်းမှာဆိုရုန်းကန်လာဖို့လို့ရှိတယ်။ဒါချန်ပီယံလိအမှတ်ပေးစရာမှာနောက်ထပ်တတိယအားသာလည်းရဖို့တက်ပေါ့နော်။ အင်္ဂလန်ပလိမားလိမှာဆိုရင်တော့ကောင်းမလို့လို့နဲ့ဒါအနည်းဆုံးတိုက်စစ်ပိုင်းမှာပြဿနာရှိနေနူကတဲ့ကဒီနေ့ဘင်ဘီကနဲ့ပွဲစဉ်မှာဆိုရင်အဝေးခွင့်ဖြစ်တဲ့ဒါဘင်ဘီကအကျိုးပေးထားတာတလုံးသွင်းစံပြဆုံးတာတလုံးသွင်းစံဖောက်ပေးရတယ်။ဘောင်းသွင်းတလုံးသွင်းစံနဲ့တလုံးသွင်းစံပြဆုံးစားသေးပဲပေးရပြကနေဦးစေးဒါပြောင်းလဲသွားဖို့လည်းရှိတယ်။ဆိုတော့နူကစနဲ့ဘင်ဘီကတို့ရဲ့ပွဲစဉ်မှာဆိုထိန်းစော့သွားရင်တော့အနည်းဆုံး1-1လောက်ပဲဖြစ်ကောင်းဖြစ်နိုင်ပြီးတော့ဒါ1-2-1လောက်ပဲဖြစ်နိုင်တယ်2-0လောက်လည်းဖြစ်နိုင်တယ်ဗျ။စကြကိုရွေးချယ်ပေးရမယ်ဆိုရင်နူကစနဲ့ဘင်ဘီကပွဲစဉ်မှာကျွန်တော်ကတော့ ကိုပေါင်းအောက်ကိုပဲကျွန်တော်ဆက်လက်ပြီးရွေးရှဲပေးချင်ပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ BSU နဲ့နာပိုလီပွဲတင်သွားမှာဗျာ BSU ကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာသေချာပြီးနာပိုလီကနောက်ဆုံးကစားပွဲမှာရှုံးနေထားတယ်ဒါလိပွဲစဉ်ဒီမှာချန်ပီယံလိမှာဆိုရင်နှစ်သင်းသုံးတော့ရှေ့ဆွာပြီးတော့နှစ်သင်းသုံးရမယ့်လိုအပ်ချက်ရှိနေတာတွေ့ရတယ်ဒါပေမဲ့ BSU နဲ့ဒီနာပိုလီပွဲမှာဝင်ဖြစ်တဲ့နာပိုလီကနေပြီးတော့ယင်းနှစ်ဖောက်တဲ့ပေါ်တင်နေမှာဆိုရှင်တူတူပြောင်းဆုံးရှုံးကြီးကြောထားတယ်ပြောင်းလဲဖို့တော့ရှိတယ်ကိုပေါင်းသေးမှာဆိုသုံးလုံးသုံးကတော်စားလေးပေးထားတယ် ော်ဒီဝက်စင်မှာအင်ခွင့်ပြတဲ့ BSC ကမာတယ်။နာပိုလီတိုက်စစ်ကဒါကိုသိမှုခက်ခဲလာလိမ့်မယ်တွေ့မိမိတယ်။ကျွန်တော်ကတော့ချန်ပီယံလိပွဲစင်မှာအတွေ့အကြုံရှိနေတဲ့နာပိုလီရော PSU ရလည်းအတွေ့အကြုံရှိတဲ့အင်ခွင့်လည်းအားသာချက်ရှိတဲ့တောင်မို့ကျွန်တော်ရစစ်ကြရွေးချယ်ပြရမှာဆိုရင်တော့အင်ခွင့်ဖြစ်တဲ့ပေါ်တော့ BSC body လေးနဲ့ကုမအောင်ပဲကျွန်တော်တွဲပစ်ခြင်းပါလေခင်ဗျာ။နောက်တော့ဝက်ဖြစ်တဲ့ပေါ်တော့ Studio Glen နဲ့ Inter ဝက်စင်ကျွန်တော်ဆက်လက်ရွေးချယ်ပြသွားမှာဖြစ်ပါတယ်။ဒီကုလင်းနဲ့အင်တာလိုဝန်တယ်မှာအဝေးခွင့်ဖြစ်တဲ့အင်တာနယ်တလုံးတရာနေပြီးတော့တလုံးသွင်းသွားရင်ဒါပြဆုံးစားသေးတဲ့ policy ဖောက်ပြတာရဲ့ကနဦးစေးကိုပေါင်းသေးတလုံးတရာနေတလုံးသွင်းတာပြဆုံးစားသေးတာ ကနေဦးစီးဖောက်ထားတယ်။ဆိုတော့အင်တာနက်နဲ့ပေါ့နော်နောက်ဆုံးကစားရေးပွဲစဉ်မှာရှုံးနေထားတယ်။စတူကလင်းကတော့နိုင်ထားတယ်။ချန်ပီယံလိမှာဆိုအင်တာလို့ကောင်းတယ်စတူကလင်းကတော့ညံ့တယ်။ဆိုတော့ဂိုးပြတ်တွေနဲ့ဆက်လက်ပြီးတော့ရှုံးနေအောင်မဲ့တာစတူကလင်းနဲ့အင်တာကတော့ဆက်လက်ပြီးတော့ဒါရုန်းကန်နိုင်မလို့မထင်ဘူး။အင်တာပဲအသာလေးရပြီးတော့အနံ့သုံးမဲ့ရောက်သွားလိမ့်မယ်လို့ကျွန်တော်ခံမှန်းမိပါတယ်။စက်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်စတူကလင်းနဲ့အင်တာပွဲစဉ်မှာကျွန်တော်အင်တာပေါ်ဒီပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်။နောက်တစ်ပွဲဖြစ်တဲ့ဗီလာရီယဲနဲ့မက်ဆီဒီပွဲစဉ်ကြွားအောင်ဗျာ။ အင်ဂရင်းဖြစ်တဲ့ဗီလာရေးကတော့စပိန်လာလီဂ်မှာကောင်းသလိုချန်ပီယံလိပွဲစဉ်မှာကိုးရီပြန်ပြီးပြီးတော့ဒါရှုံးနေထားရေးတွေ့ရတယ်မန်စီးတီးကလည်းပြေးကြပြီးတော့ရှုံးနေထားတဲ့ပွဲစဉ်တွေရှိပြချန်ပီယံလိမှာအသင်းတော်ထိတ်တိုက်ဆုံမှုရအောင်ကြမှာသူမန်စီးတီးတော့တာတယ်ဆိုတော့ဒီနေ့ဖောက်ဝေးတာရဲ့ပုံစံမှာမန်စီးတီးကလည်းတလုံးသွင်းလိုက်ပြဆုံးစားသေးဖောက်တယ်ကိုမွန်နေတလုံးတဝက်စားသေးပေးတာရဲ့ကနေဦးစီးပြပြောင်းလဲဖို့တော့ရှိတယ်မန်ချက်စတာစီးတီးနဲ့ဒီနေ့နိုင်ပွဲရအောင်နိုင်သွားအောင်မလားအင်္ဂလန်ပလီမားလိမှာနိုင်ရယူထားပြီးတော့ဗီလာရေးကလည်းစပိန်လိုက်မှာနိုင်ရရှိထားတယ် ဆိုတော့နှစ်သိန်းလောက်ထိတဲ့ဆိုမှမန်စီးတီးတာရဆိုမှဒီနေ့ရကိုခန့်မန်ရလက်ကတော့ကျွန်တော်ကတော့ဒီအင်ဂွေဖီတက်ဗီလာရထိန်းစော့ပြီးတော့ဝမ်ဝမ်မိုးလို့ရှိရင်ဒါလူစီးနဲ့ပဲတစ်ဖက်ကနိုင်ရရှိသွားလိမ့်မယ်ခန့်မန်ရလည်းမိပါတယ်။ကြောက်ကြောက်ရွေးချယ်ပေးရမယ်ဆိုဗီလာရနဲ့မန်စီးတီးဘက်ကဒီမှာကျွန်တော်ကိုအောက်ကိုပဲဆက်လက်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့ပေါ့နော်ဒါ22ရက်နေ့ဆယ်လာမိုင်2025မှာရှင်းပြကြမှာဥရောပပေါ်စင်မျိုးညီကတို့အချက်ရှိမယ်ဆိုမှလာပြီးစောကတာကြပါ။တန်ကောင်းကြပါသေး။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။